2025ခုနှစ်မေလ28ရက်နေ့ဗုဒ္ဓနေ့မနေ့6နာရီဂျိုရူကတိုင်းတာရရှိတဲ့တွင်နဲ့မြမာပြည်မောလဝတအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လာပေါင်းများစွာကြိုတင်ပြီးတော့ခမန်းတရီပေးထားတဲ့အတိုင်2025ခုနှစ်မိုးရာသီဟာစောစောလာရောက်ပြီးတော့တဲတဲမဲမဲရွာသွန်းနေပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနေတာကိုမိတ်ဆွေများကြားသိရတဲ့အတိုင်းဖြစ်ပါတယ်ထို့အတူပဲမြေအောက်ရေစီးဆင်းမှု ပိတ်ဆို့မှုကနေပြီးတော့ဖြစ်ပေါ်လာတဲ့အန္တရာယ်နဲ့အတူငလင်နှုတ်တဲ့ဒေသတွေမှာမြေအောက်ရေများလို့စိတ်ဝင်သွားလို့ရှိရင်လေအားလုံးမင်္ဂလာပြီ Immokey Entertainment Channel ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ကမေလ28ရက်နေ့ မိုးများမယ်ရေကြီးမယ်လှိုင်းထက်မယ်ဆိုတဲ့သတင်းလေးကိုဒီပြပြတက်ဆက်ပေးထားတဲ့မိုးစလာဘလော့ကအူတီတင်ရဲ့ဒီဖိုင်လေးဒီဖိုင်လေးကျွန်တော်မျိုးပြသက်တက်ဆက်ပေးသွားဖြစ်ပါတယ်ဒီဖိုင်လေးကိုတင်ဆက်ရတဲ့ရေချက်ကတော့ကျွန်တော်မျိုးလည်းကျွတ်ရီကာကွယ်လို့ရအောင်ဘူတရအနေနဲ့ပြန်လဲဝီမြတ်တက်ဆက်ပေးလဲခြင်းဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ဒီဖိုင်လေးကိုဆက်လိုက်ရအောင်တိုက်ပြိုအိမ်ပြိုတဲ့အာဏာရီဆက်လက်တွေ့ကြုံနိုင်ရမယ့်အနေအထားတွေရှိပါတယ်။အဲဒီတော့မုတ်တုံရေငွေ့ ထုတ်လုပ်မှုကိုတည်ဆောင်မဲ့မုတ်တုံတွေကိုစတင်ပြီးတော့လေ့လာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီကနေ့မနက်6:00နာရီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ကန်ယူရာနာမှာလေဖျားနဲ့ရဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲလေတိုင်တော့ဟာတနာယီမိုင်40နှုန်းနဲ့မြန်မာပြည်ကန်ယူရာအားလုံးကိုဖြတ်သန်းပြီးတော့ဘင်္ဂလားဒေ့ရှ်ပင်လယ်ကန်ယူရာနီမှာဒီဇိုင်းဝဲတစ်ခုစုံရဲဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ ီနေဆိုင်ဝဲကိုကျွန်တော်တို့အမြင့်ပေ9000တိတက်ကြည့်လိုက်မယ်ဆိုရင်ဒီနေဆိုင်ဝဲရဲ့ပတ်လေလေစီးချောင်းဟာဆိုရင်တောင်ပက်ချမ်းမှာတနာယူမိုင်း90လောက်အထိနဲ့မြန်မာပြည်ပေ9000အမြင့်နေပြီးတော့ဖြတ်ပြီးတော့ဘင်္ဂလားပင်လယ်တဲကိုပတ်လေတိုက်ခတ်နေတဲ့အနေထားကိုကျွန်တော်တို့ဒီနေ့မနေ့တိုင်းတာရရှိပါဒီအတွက်ကြောင့်မလို့မြန်မာပြည်မှာ ဘယ်လိုရေငွေ့တွေဝင်လာနိုင်လဲဆိုတာကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနေရာကမြန်မာပြည်ပါဘင်္ဂလားပင်လေလေဆိုင်ဝဲကထုတ်လုပ်မှုကြောင့်မလို့တိန်နိုင်နေတိတ်သီးစွာထူထနေသလိုပဲအာရီမယံပင်လယ်နဲ့အိန္ဒိယသမုတ်တရားကလာတဲ့ပေတထောင်မြင့်တိန်နေရလဲမမာပြိုဖြတ်ပြီးတော့တိန်နိုင်နေနဲ့စတင်စက်တိုက်ဝင်ရောက်နေပါတ ီဘင်္ဂလားပြည်ထဲမှာရှိတဲ့တိမ်တွေဟာမြန်မာပြည်ကို9ရက်အတွင်းဝင်ရောက်มาဖြစ်တယ်လို့ပဲဘင်္ဂလားပင်လယ်တောင်ပိုင်းကတိမ်တွေဟာဗမာပြည်ကိုရက်20အတွင်းမှာဝင်ရောက်มาဖြစ်တယ်လို့အိန္ဒိယသမုတ်တရားကထုတ်လုပ်တဲ့မုတ်တုံတွေဟာဗမာပြည်ကိုနောက်ထပ်ရက်30အတွင်းမှာဆက်လက်ပြီးတော့ဝင်ရောက်နိုင်တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့မြန်မာပြည်မှာ ကျွန်တော်တို့နောက်ထပ်ရက်30အတွင်းနေရာကွက်ပြီးတော့မိုးတွေဆက်တိုက်ရွာနိုင်နေဆိုတော့တင်ငေတောက်ကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်ကျွန်တော်တို့ဒီကနေ့မုတ်တုံလေစီချောင်းကမမာပြိုပတ်ပြီးတော့ဝင်တယ်လို့မြောက်ဘက်ကဆင်းလာတဲ့လေအေးနဲ့ဗမာပြည်အတွင်းမှာထိတွေ့မှုဖြစ်ပြီးတော့လေကွေ့တဲ့နေရာတွေမှာရုတ်တရက်မြေဆိုင်လေ တိုက်ခတ်နိုင်တဲ့အာဏာရရှိပါတယ်အထူးသဖြင့်မန္တလေးကနေပြီးတော့မုံရွာကဏီကြား ERV မြစ်ကြောမှာတတိထားဖို့လိုပါတယ်ထို့အတူမွန်ပြည်နယ်ပဲခူးတိုင်းမှာလည်းလေတိုက်ခတ်တာကိုယ်သွားတဲ့အခါမှာမြေဆိုင်လေတိုက်ခတ်တဲ့အာဏာရကိုတတိထားဖို့ကျွန်တော်တို့အတိပေးခြင်းပါလာမယ့်29ရက်နေ့ရောက်လို့ရှိရင်တော့ဒီလေတိုက်ခတ်မှုဟာဆက်လက်ပြီးတော့အားကောင်းနေစေဖြစ်ပြီးတော့ ရခိုင်ပြည်မြောက်ဖက်ချမ်းကို ကုန်းမော်တီဆက်လက်ပြီးတော့လေပြင်းများတိုက်ခတ်နိုင်တဲ့အနေအထားတွေရှိပါတယ်။30ရက်ဆိုလို့ရှိရင်တော့လေတိုက်ခတ်မှုကျဆင်းသွားနိုင်တဲ့အနေအထားရှိပါတယ်။စောစောကပြောတယ်လေတိုက်ခတ်မှုကြောင့်မလို့ဒီကနေ့မနေ့6နာရီချိန်မှာဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာ73ပေရနေပြီးတော့ပေ20ရှိတဲ့ရေလိုင်းတွေဟာ အီယာဝရီကန်ယိုနာနဲ့ရခိုင်ပြည်နယ်တောင်ဘက်ကန်ယိုရာကိုစတင်ပြီးတော့ချင်းနဲဝင်ရောက်လာတာကိုကျွန်တော်တို့တိုင်းတာရရှိပါညနေ၄နာရီရောက်တဲ့အခါမှာတော့အဲ့ဒီပေအမြင့်20လှိုင်းလုံးနေရာအီယာဝရီတိုင်းနဲ့ရခိုင်ပြည်နယ်အလယ်ပိုင်းလောက်အထိဝင်တိုးပြီးတော့ကမ်းခြေမှာဆိုလို့ရှိရင်တော့16ပေလောက်ရှိတဲ့လှိုင်းလုံးတွေဝင်ဆောက်နိုင်တဲ့ အနေထားရှိလို့အထူးသတိထားဖို့လိုပါတယ်။လာမယ့်26ရက်နေ့ရောက်တဲ့အခါမှာတော့မြမကန်ယိုရန်းနဲ့ရခိုင်ပြည်နယ်ကန်ယိုရန်းကို ဝင်တိုးမဲ့ရေလှိုင်းနေရဆိုလို့ရှိရင်16ပေမှပေ30နီးပါးအထိအရှိန်မြင့်တက်လာတဲ့အနေထားရှိရတော့မလို့မြေနှိပ်ကမ်းခြေမှာ နေထိုင်သူအားလုံးကျိုတင်ပြင်ဆင်ထားရန်အတွက်ကျွန်တော်တို့ဒီနေရာကသတိပေးပါတယ်ထို့အတူပဲ ေယာဝတီကံယူတံတနေ့နိုင်ကံယူရမှာလေရုတ်တရက်ရေလှိုင်းနေတက်ရောက်နိုင်တဲ့အနေအထားတွေရှိနေပါဒီကနေ့28ရက်နေ့မှာမုတ်တုံလေးနဲ့အတူဖြစ်လာတဲ့လေဆိုင်ဝဲကြောင့်မလို့မြမာပြည်အနောက်ဘက်ချမ်းမှာမိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့အနီရောင်နေနဲ့ပြပြီးတော့ ကွက်ကြားမိုးတီးထန်နိုင်တဲ့နေရာတွေကိုအဝါရောင်နေနဲ့ပြပါတယ်။တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အချင်းပြည်နယ်သခိုင်းတိုင်းအထက်ပိုင်းမှာမိုးကွက်ကြားမိုးရွာသွန်းသလိုပဲရှမ်းပြည်နယ်တစ်ခုလုံးမှာကွက်ကြားမိုးဆက်လက်ရွာသွန်းနေမှာဖြစ်ပါတယ်။ကယားပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတို့မှာမိုးရေရင်1.8လက်မလောက်အထိ ရနိုင်ပြီးတော့မကွေးတိုင်းနဲ့ပဲခူးရုံမှဂျာမှာဆိုလို့ရှိရင်တော့မိုးရေချိန်လေးလက်မလောက်ထိရွာသွန်းနိုင်တယ်လို့ပဲရခိုင်ပြည်နယ်အထက်နဲ့ချင်းပြည်နယ်တို့မှာဆိုလို့ရှိရင်မိုးရေချိန်6လက်မလောက်ထိတချို့နေရာတွေမှာ6လက်မကျော်ကွက်ကြားမိုးကြီးများရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။ဒီအားကြောင့်မလို့ဒီကနေ့28ရက်နေ့မှာ မိမိတို့မိတ်ဆွေများကိုကြိုတင်ပြင်ဆင်ဖို့အသိပေးလိုက်ကြပါဒီကနေ့28ရက်နေ့မှာမန္တလေးနဲ့နေပြည်တော်ကရင်ပြည်နယ်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းအရှိတ်ဘက်ချမ်းမာတော့မိုးအနည်းငယ်ပါသွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါမဆက်9ရက်နေ့ ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့စောစောကလေးဆိုင်ဝဲအာနေသွားပြီမဲ့လေလေးဆိုင်ဝဲကတွန်းပို့လိုက်တဲ့ လေစီးကြောင်းနဲ့ကြောင်းနဲ့ဘင်္ဂလားပင်လယ်အော်ကစက်ဝင်လာတဲ့အနေအထားအရာမြန်မာပြည်အထက်ပိုင်းနဲ့မြန်မာပြည်အောက်ပိုင်းဆိုပြီးတော့မိုးရွာသွန်းမှုအနည်းငယ်ကွဲပြားသွားတာတွေ့ရမှာဖြစ်ပါတယ်မြန်မာပြည်အထက်ပိုင်းမှာဆိုရင်ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်း၊ချင်းတောင်တန်းရခိုင်ပြည်နယ်တို့မှာ မိုးရွာချိန်ငါးလမလောက်ထိရွာသွန်းပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် မြန်မာပြည်အောက်ပိုင်းမှာဆိုရင်တော့ရခိုင်ပြည်နယ်တောင်ဘက်မကွေးတိုင်းတောင်ဘက် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာမိုးရေရင်တက်တမ6လမလောက်ကြီးရွာသွန်းနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းမကွေးတိုင်းအရှိတ်ဘက်ချမ်းရှမ်းပြည်နယ်တို့မှာအနည်းငယ်မိုးပါသွားနိုင်တဲ့နေသားရှိရလို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ် လာမဲ့30ရင်းနေမှာတော့မြမာပြည်မှာတချို့နေရာတွေမှာဆက်လက်ပြီးတော့မိုးသီးထနေမှာဖြစ်ပြီးတော့အထူးသဖြင့်ကချင်ပြည်နယ်အထက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းချင်းတောင်တန်းရခိုင်ပြည်နယ်မကွေးတိုင်းနေပြည်တော်ပဲခူးတိုင်းမွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေထားရှိပြီးတော့ပြန်တဲ့တိုင်းနယ်ပြည်နယ်တွေမှာနေရာကွက်ကြား မိုးရွာသွန်းသလိုပဲမန္တလေးတိုင်းနဲ့အရှိပဲရှမ်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။လာမဲ့31ရက်နေ့မှာလည်းရခိုင်ပြည်နယ်နဲ့မကွေးတိုင်းမှာဆက်လက်ပြီးတော့မိုးတိထနိုင်သလိုပဲသကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအောက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းမွန်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခမတွေ့ရှိရပါတယ်မြမပြည်အလဲပိုင်းမှာတော့မိုးနှင်းငယ်ပါပွားနိုင်တယ်ဆိုပေမဲ့နေပြီးတော့ပအဝန်းကျင်မှာတော့ဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲပဲခူးတိုင်းနောက်ချမ်းအရာတွေတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျွန်တော်တို့ရဲ့3ပေးချက်တွေကို MP3 file လုံးလို့ download လုပ်ပြီးတော့ မိမိတို့မိတ်ဆွေများကိုအတိပေးစတိပေးညဝင်လိုက်ကြပါကျွန်တော်တို့ထူးခြားစွာပြောင်းလဲမှုများ ရှိလို့ရှင်လဲကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ုတ်ကဲ့ပါမျိုးရေကျွန်တော်တို့ပြန်ပိုင်းဒီလောက်ပါပဲဒီဗီဒီယို file ကတော့မေလ28ရက်နေ့ဒီမိုးမြမယ်ရေကြီးရေရှမ်းဖြစ်မယ်ဒီလိုင်းထမ်းမယ်ဆိုပြီးတော့ဒီ blog ကဦးတင်ရဲ့ကြိုတင်ခံမှတ်ထားတဲ့ဗီဒီယို file ဒီ file ကျတော့မြေပြတဲ့တစ်ချက်ပြတော့ဖြစ်ပါတယ်အခုလိုမိုးလေတဲ့တဲ့နေကိုမြန်ရေးဆက်ပြနေတဲ့ဒီမိုးစလ blog ကဦးတင်လည်းကျေးဇူးအများကြီးတင်ပါတယ် credit လေးပေးပါရယ်ဟုတ်ပါဒီ view file ကိုတင်ဆက်ရရေချက်ကတော့နောက်ထပ်မိသားစုလေးကျွတ်တိကောက်ကွယ်ပြင်ဆင်လေးအောင်ပုဒ်ရအနေနဲ့ပြန်လဲဝင်မြတ်တင်ဆက်ပြလေခြင်းဖြစ်တဲ့ဒီ view file ကိုလည်းမြန်မြန်လေးလက်အန်ရှယ်လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါမှနောက်ထပ်မိသားစုတွေလည်းဒီကျွတ်တိကောက်ကွယ်လေးကြတာပေါ့ဗျာနော် ဟုတ်ပါကျွန်တော် channel နေမိုးလေသာသတင်းနေနဲ့ဆယ်လီသတင်းတွေကိုမြန်မာတိဆက်ပြပါမယ်ကျွန်တော်တို့ channel like and subscribe နဲ့ like and subscribe နဲ့ပေးနေတဲ့ဒီပဲလေးကိုပါနှိပ်ခဲ့ပြီးပို့တော့ဆက်ကြည့်ပါရစေကျွန်တော်တို့ channel အားပေးကြည့်ရှုသူတွေရဲ့ channel ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးပါပြန်ဆောင်ရမယ်တာ